ျွန်တော်အလုတ်နာရက်လေးမှာပစုံဖတ်ဖြစ်ကြော်စားမယ်ဆိုပြီးဈေးတွေကပစုံဝင်ခဲ့ပါတယ်ပြီးတော့ပဲတီလေးရေပေါ့ပစုံခွန်ခွာမယ်ပြီးတော့ရေးစီပြီးတော့ကျွန်တော်ထားလိုက်မယ်ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်စပလင်တပင်ထည့်မယ်စပလင်ပါပါလိမယ်ပတဲကောပါပါလိမယ်6ရွက်ကြတော့ကျွန်တော်6ရွက် ဟိုရှင်းရလောက်ထဲတာပေါ့နော်အဲ့လိုမျိုးနှစ်ချမ်းခွဲပြီးတော့ပြီးတော့ပေးသည်30ဘိုးဝယ်လာတယ်ပေးသည်30ဘိုးကျွန်လက်တစ်ဆက်ချောချောလေးစီခီးပြီးတော့ပကံတစ်ချက်ထဲကိုအတူတူထည့်ထားမှာဖြစ်ပါတယ်ပြီးတော့မီဖွင်းစီထဲကျက်သွန်ဖြူတပြားရိုက်ထည့်ပြီးတော့ဖက်ဖက်နင်းငယ်ထည့်မယ်โอเคဖက်ဖက်မှုလာပြီးဆိုတာနဲ့ခုနကကျွန်တော်ခွန်ခွာရေးစီတန်းစင်ထားတဲ့ပစုံလေးထည့်ပြီးစကြောမှာဖြစ်ပါတယ်ရေးလေးနဲ့ငယ်ထည့်မယ်ကျွန်တော် โอเคပစုံလေးရအယောင်လေးတက်လာပြီဆိုလို့ရှိရင်ကျွန်တော် QC နှစ်စွန်းထဲမှာဖြစ်ပါတယ်ပြီးတော့စားနေငယ်ဟင်ခတ်မုတ်ကထမင်းစားစွန်းရတဝက်ပြီးတော့6ရက်စပလင်ပတဲကိုလို့ကိုကျွန်တော်ထည့်ပြီးတော့မှုရီမှာပေါ့နော်ပြီးတော့ရေလေးနေငယ်ထည့်ပြီးတော့ကျွန်တော်နှံ့ထားလိုက်မယ် ဓာရီရေထက်ပြီးနှက်တာပြီလို့ရှိရင်ကျွန်တော်တို့ရတာနေတော် နေသားလို့ရှိလို့ချင်းနေဟင်းရနေတော်လေးရလာပြီဆိုရှင်တကြာထမင်းစားစုံရဲ့တဝက်ထဲမယ်ပြီးတော့ okay ရတာမြည်ကြည့်မယ်အရတာလည်းနေတော်ဖြစ်နေပြီဆိုတော့ကျွန်တော်ခုနလှီးထားတဲ့ပေသီးတွေကိုကျွန်တော်ထည့်มาဖြစ်ပါတယ် ဲတိရဒါအကျက်ဖို့မလိုဘူးเนาะနည်းနည်းပဲကျင့်ရပါပြီ။ Okay ကျွန်တော်ဟင်းရလဲစားလို့ရတဲ့အနေထားဖြစ်နေပြီ။ဒီဗီဒီယိုလေးကြည့်ပြီးမိတ်ဆွေတို့အတွက်ဟင်းချက်မဲ့အိုင်ဒီယာလေးတစ်ခုရသွားရင်ကျွန်တော် like and share လေးနဲ့ကူညီပေးကြပါ။နောက်တစ်ဟင်းပွဲလေးလည်းကျွန်တော်ဆက်ပြီးတော့ channel ဥမှာဖြစ်ပါတယ်။အားလုံးအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။ဒါကကျွန်တော်ရဲ့ညစာလေးဖြစ်ပါတယ်။